ဆင်နေကြတဲ့စာဖတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ရဲ့ဝိတ္ထုရှေကဏ္ဍကနေပြီးတော့စာရေးဆရာခဲတန်ရဲ့အချက်တရှိရာအရက်ဒေတာတို့ဆိုတဲ့ဝိတ္ထုလေးရဲ့အပိုင်းဆက်ကိုတင်ဆက်ပေးသားမှာဖြစ်ပါတယ်။ကျမကတော့တော်တဲ့စင်မိုးပါ။ကဲမျက်လုံးလေးမိတ်ငကြက်လေးတက်ပြီးနားဆင်နိုင်ပါပြီနော်။ ခန်းလေးမနက်ခင်းအစောထကျိုင်းတောင်မြို့ကိုဖြတ်ပြီးအရှိတ်တောင်တန်းတွေဘက်ကိုပြေးရင်းလေ့ကျင့်ခန်းလုပ်ရတဲ့အရာတာကိုကျွန်တော်အလွန်သဘောကျနေမိပါသည်အခုလဲမနက်အစောလေ့ကျင့်ခန်းလုပ်ပြီးပြန်လာတော့လောင်ခန်းကိုစီရုံအောင်ဆရာဝန်ကြီးရဲ့ခြံဝန်းထဲမှာတွေ့လိုက်ရသည်ကြည်ရတာကတော့သူတို့ဘဘအတွက်မနက်စာလာပို့ပေးတဲ့ပုံပါပဲကျွန်တော်ကလောင်ခန်းကိုတွေ့လိုက်တဲ့အချိန်သူ့ကိုလှမ်းပြုံးပြလိုက်ပေမဲ့ငတိမဖာတိဖာတာပဲဗျာသူ့စပင်တူတူလေးကိုနောက်ကိုလှမ်းလိုက်ရင် ကျွန်တော်နှုတ်ဆက်မှုကိုကောင်းဆက်ယုံတာဆက်ပြသည်ဘလို့ဟာမျိုးလေးပါလေကျွန်တော်လဲစိတ်ထဲမှာတွေးနေရင်းနဲ့ကျွန်တော်အခန်းရှိကတကားကိုဖွင့်နေတော့မှာပဲဟဲ့လူကြီးလောင်ခန်းကကျွန်တော်ကိုလှမ်းခေါ်သည်อืมပြောလေကျွန်တော်လဲဆောနာကသူကျွန်တော်ကိုနှုတ်ဆက်တဲ့ပုံကိုသဘောမကျလို့အခုပြန်ထူးတဲ့အခါမှာလဲအရန်ကြီးဖော်ရွေးပြမနေတော့ခမရအကြောင်းတွေကိုကျွန်တော်တို့ခောက်ဆွဲဆိုင်မှာလာစားတဲ့သူတွေရောမျိုးရဲတဲ့သူတွေကပါပြောနေကြတယ်ဟုတ်လားဘာပြောတာလဲကွာ လက်ထောက်ဆရာဝန်လေးဒေါက်တာလင်းခတ်ဦးကခွဲစိတ်တာလဲတော်တယ်တဲ့စေနာလဲကောင်းပြီးစိတ်လဲရှိရဲလေလူနာအတွက်ဆိုရင်လဲအနစ်နာတိတ်ခံတယ်ဆိုလားပဲအာဟုတ်လားကျွန်တော်ကိုချီးကျူးပေးနေရဆိုတော့ကျွန်တော်လဲဆက်ဖြည်းဖြည်းကြီးကြိတ်ပျော်သွားတာပေါ့ဗျာဒါပေမဲ့သူတို့နောက်ထပ်ပြောနေရကြနည်းနည်းသူတို့ကဘာမကောင်းတာပြောလို့လဲအဖက်ဖက်ကတော်နေပေမဲ့ရုပ်ကလေးစိုးနေတာတခုပါပဲတဲ့ဘာအမေ ဒင်းလေးကကျွန်တော်ကိုအဲ့လိုပြောပြီးတော့သူ့စကူဗီလေးပေါ်စီးပြီးတော့လစ်ပြေးရောကျွန်တော်မှသာအောင့်တက်တက်နဲ့ခံလိုက်ရတာကျွန်တော်အခန်းထဲရောက်တော့မှန်ရှိကိုရက်ကြည့်မိလိုက်တယ်။သူပြောသူလိုပဲငါရုပ်ဆိုးနေလားပေါ့။ငါးဝေ၁၁လောက်ရှိရဲ့အရရဲ့လက်ကျင်ငန်းလှုပ်ထားလို့တောင့်တင်းခိုင်မာနေရဲ့ body ရဲ့အသားလက်ပြီးဝင်းဝါနေရဲ့အသားအည်ရဲ့မေးရိုးကြကြနှာခေါင်းသွဲသွဲမျက်လုံးမျက်ခုံးခက်ကန်ကောင်းတဲ့ဒေါက်တာလင်းခတ်ဦးဟာချောမောလက်ပရတဲ့သူတယောက်ဆိုတာအသေးချာပါပဲ။စေချောင်းတက်တုံးကဆိုရင် ဒေါက်တာလင်းခတ်ဦးကိုသဘောကျရတဲ့သူတွေအများကြီးမှအများကြီးပဲဒီလောင်ခန်းဆိုတဲ့အငယ်မနေကြမှာပဲကိုကိုကိုတော့ confidence တွေညော့လာရတယ်မဟုတ်သေးပါဘူးဒီကောင်မလေးကယောက်ျားလေးကိုစိတ်ဝင်စားတာတော့ဟုတ်ရဲ့လားမိန်းကလေးအချင်းချင်းစိတ်ဝင်စားနေရများလားဘာရဲ့မဟုတ်ပါဘူးအတွေ့တွေကဟိုရောက်ဒီရောက်တောင်တွေးမြောက်တွေးနေရဲ့အတွေ့တွေရဲ့အဆုံးသက်မှာတော့လောင်ခန်းမျက်နှာလေးကိုဖျက်ခနဲပြေးမြင်လိုက်ရပါသည်ကံက ဒေါက်တာလာတဲ့သမီးရေမွေခမ်းသမီးဒေါက်တာအတွက်ချန်ထားတဲ့ငါးသမင်းနယ်လေးလုံပေးလိုက်ပါအောင်အန်ဒီရှန်နဲ့ကျွန်တော်နဲ့ခင်သွားတဲ့နောက်ပိုင်းအန်ဒီရှန်ကသူ့တို့အိမ်မှာလှုပ်ရှားတဲ့အစားအသောက်မှန်သမျှကိုကျွန်တော်အတွက်ချန်ထားပေးတတ်တာပါပဲအခုလဲငါးသမင်းနယ်ကရောင်းတန်းထဲမှာမပါပဲမဲ့ကျွန်တော်အတွက်တီးတန့်ချန်ထားပေးတဲ့ပုံပါကျွန်တော်ကဆိုင်ရဲ့ဇပွဲကုံလေးတစ်ခုမှထိုင်လိုက်တော့မွေခမ်းကိုတွေ့လိုက်ရသည်သပင်အရှိလေးကိုစတုံးဖြင့်လှပတေးသက်စွာထုံထားသည်ပြီးတော့ရင်ဖုံးအင်ကြီးအဖြူလက်ရှိလေးနဲ့ ခမိန်အစိမ်းလေးကိုလှပစွာဝစ်ဆင်ထားသည်။ငကိုရုတ်ခံကလေးကလည်းလှ၊ကျောင်းဆရာမလေးဖြစ်လို့စက်တီရလည်းရှိ။ဒီကြတဲ့တိတိငိမ့်ငိမ့်နဲ့ဖော်ရွေတလွန်းနဲ့မွေခမ်းဟာ perfect ဖြစ်လွန်းလာပါသည်။အကိုဘိုက်စာနေပြီမဟုတ်လား။မွေခမ်းပြင်လိုက်တော့မယ်နော်ရှင့်။ကျွန်တော်ပြုံးရင်ခေါင်းညိတ်ပြမိသည်။ဝဲတတဲရှမ်းတန်လေးရဲ့သူ့ရဲ့ image လေးရဲ့ကိုတွဲဆက်ကြည့်လိုက်တဲ့အခါစိတ်ထဲတစ်မျိုးလေးတော့ခံစားလိုက်ရသည်။ပြီးတော့ခက်တင်တင်ရင်းနှံလေးတစ်ခုကကျွန်တော်နှာခေါင်းထိပ်ဖြားလေးမှာမွေးနေ၏။ ထေကြတာတခုကတော့မွေခမ်းစီရပဲထင်သည်အဲ့ဒီရင်နဲ့လေးရဲ့နောက်မှာတော့မွေခမ်းပားမှာကွက်ထားတဲ့တနခါရင်နဲ့ခတ်တင်းတင်းလေးကပါငွေကျူလာလေသည်မွေခမ်းကကျွန်တော်စီကိုငါးထမင်းနယ်လေးကိုခြာပေးသည် အပေါ်မှာမြေပဲဆန်လေးတွေဖြူထားပေးတယ်ဂျူးမြစ်လေးတွေရောဝက်ခောက်ကြော်လေးတွေဝါတွဲလျက်ခြာပေးလာခဲ့သည်ကျေးဇူးနော်ဟုတ်အကိုမွေခမ်းကကျွန်တော်ကိုပြုံးပြသည်သူပြုံးပြလိုက်တဲ့အခါမျက်လုံးလေးကမှေးသွားတာကိုကျွန်တော်တွေ့လိုက်ရပါသည် ဒီနေ့တော့လောင်ခန်းကိုဆိုင်မှာမတွေ့ခဲ့ရပါကြည်ရတာဒီငတိမာလေးကျူရှင်သွားတာထင်ပါရဲ့အခန်း6အေးပေါ်လူနာရောက်လာရဲ့ဆရာလူနာတွေကိုလိုက်ကြည့်ပြီးလို့ကျွန်တော်ရုံးခန်းထဲမှာခဏလောက်နားနေစင်ပါပဲအေးပေါ်ဌာနမှာတာဝန်ကျနေတဲ့နတ်စ်တယောက်ကအပြေးလွှားလာပြောတယ်နီး ဟာဆရာမဘလို့ဖြစ်တာလဲဆရာမကျွန်တော်လဲရေးကြီးတုတ်ပြထားရင်မေးလိုက်မိသည်ဆိုင်ကယ်အက်ဆီဒန့်ဖြစ်တယ်လို့ပြောတာပဲဆရာဆရာဝန်ကြီးဒူမလေးလဲပါလာတယ်ချမ်းခေါက်ဆဲဆိုင်ကအငင်းမလေးလीဟမ်လောင်ခန်းရောလားလောင်ခန်းဆိုတဲ့အတန်တွေကြကြချင်းမှာပဲကျွန်တော်စိတ်တွေပိုပြီးပူပန်လာရတယ်အရေးပေါ်ဌာနကိုပြေးနေရဲ့ကျွန်တော်ချက်ောက်တွေတောင်အားမရှိတော့တလို့ပါပဲဖရားတကြမလို့လောင်ခန်းလေးဘာမှမဖြစ်ပါစေနဲ့ဒီကောင်မလေးကအရန်ကိုဆိုင်ကယ်တအားမောင်းနိုင်ရဲ့စီးလိုက်ရင်ဝီကနေဝီကနေ အေးပေါ်ထဏာကိုရောက်ရောက်ချင်းမှာပဲဟင်လောင်ခန့်လောင်ခန့်ကိုစေကန်းရှိရာတန်းရခုံလေးမှာထိုင်းလျက်တွေ့လိုက်ရသည်လောင်ခန့်မင်းအက်ဆီဒန့်ဖြစ်တာဆိုကျွန်တော်မှစိုးရင်တကြီးနဲ့သူ့ကိုကြည့်ရင်ခိုက်မိသွားတဲ့တရားတွေကိုလိုက်ရှာနေမိသည် ကျွန်တော်အက်ဆီဒန့်ဖြစ်တာမဟုတ်ပါဘူးကျွန်တော်ငယ်ချင်းဖြစ်တာဟမ်ဟုတ်လားကျွန်တော်မှစိတ်ပူနေတာတဝက်ပြောက်သွားတော့လဲဆိုင်ကယ်ခိုက်မိထားတဲ့လူနာရှိသေးရဲ့ဆိုတဲ့အသည့်ဟာစိုးရင်နေရမှုကိုပြောက်မသွားနိုင်သည်ဆရာ ူနာကခေါင်းကွဲသွားတာဆရာတာဝန်ကျဆရာမကပြောသည်ဒူနာကသွေးထွက်လွန်နေရဲ့ပုံမှာပဲအနာရှင်ကြောင့်ဖြည်းဖြည်းချင်းညှဉ်းညူနေ၏တခြား injury တွေရောရှိသေးလားအပေါ်ရန်ထိခိုက်မိတာလေးတွေကလွဲခေါင်းကွဲသွားတာပဲဆရာอืมအနာကနည်းနည်းတော့နှက်တယ်အစိမ့်ချုံမှဖြစ်မယ်အဲ့ဒီလူနာကောင်မလေးကိုဆက်လေးချက်တတိချုံလိုက်ရသည်ခဏကြာတော့ဒူနာရဲ့အုတ်ထင်းသူမိဘတွေပါရောက်လာကြသည်စိုးရင်ပူပန်စရာတော့မရှိတော့ပါဒူနာကိုအနာကျက်စေးအပြင် အနာရှင်တက်တာအောင် ထိုးစေးထိုးပေးထားသဖြင့်မိန်းနေသည်ကျွန်တော်တငယ်ချင်းကိုစူးစမ်းပြီးကုပေးလို့ကျေးဇူးတင်ပါတယ်ဗျအဲ့ဒီနေရာလောင်ခန်းပြောတဲ့စကားတွေဟာတကယ်ကိုကျေးဇူးတင်လို့ပြောတဲ့စကားတွေထင်ပါရဲ့ပြီးတော့လောင်ခန်းရဲ့မျက်လုံးထဲမှာအရင်ကလိုဘူကလန့်ချစ်ကကန်လှုပ်ချင်တဲ့ပုံတွေမတွေ့ရတော့ဘူးသူ့ကိုအထင်ကြီးလေးစားမှုနဲ့ကြည့်နေတဲ့မျက်လုံးမျိုးကိုတော့တွေ့လိုက်ရပါသည် အခန်းခုနှစ် အကိုအခုစီမှာဆီယမခခင်တို့ရဲ့စာအုပ်တွေရှိရဲဆိုငွေခန်းဖတ်ချင်လို့ပေးဖတ်မလားရှင့်အာရတာပေါ့ငွေခန်းရဲ့ဖတ်ချင်တဲ့စာအုပ်တွေကိုသာပြောအခုမှဆီယမခခင်တို့ရဲ့စာအုပ်တွေကို collection စုထားတာရှိတယ်ဟုတ်လားအရင်ဆုံးငွေခန်းဆီယမခခင်တို့ရဲ့စူပန်းခွေတွယ်ပရက်နဲ့ပေရွက်လေးနှစ်တောင်းစင်ဆိုတဲ့စာအုပ်လေးကိုအရင်ဖတ်ချင်တာတိတ်ကောင်းတဲ့စာအုပ်လေးပေါ့အထူးသဖြင့်ငွေခန်းလိုဆီယမလေးဖတ်တင်တယ်အဲ့ဒီစာအုပ်ကအညာဘက်ကရွာလေးမှာတာဝန်ကျတဲ့ဆီယမလေးအကြောင်းကိုဝတ်ထူရေးထားတာလေး တိတ်ဖက်လို့ကောင်းတာအကိုပြောမှပိုးပြီးတော့ဖတ်ချင်လာပြီကျွန်တော်နဲ့မွေခမ်းနဲ့ပြောနေတဲ့စကားဝိုင်းကိုခုချတိတ်မှလေးလောင်ခံကြားပါသည်သို့တော့မကြားချင်အောင်ဆောင်ပြီးစာအုပ်ထုတ်ကတော့တဲကြီးမဲကြီးဖတ်နေဟန်ဆောင်နေပါသည်သူဖတ်နေတဲ့စာအုပ်ကိုကြည့်လိုက်တော့ဆီယမကျူရဲ့စာအုပ်လေး "तू ကဆီယမကျူရဲ့စာအုပ်တွေကိုကြိုက်တာပါလား"ဟဲ့ညီမလေးမင်းဆယ်တန်းကိုဂုံနူးတွေနဲ့မအောင်ကျင်ဘူးလားကျွန်တော်ကအဲ့လိုလှမ်းပြောလိုက်တော့ "तू ကကျွန်တော်ကိုလှမ်းကြည့်တယ်" ကျွန်တော်ဂုံဒူးနဲ့အောင်နိုင်မယ်လို့ထင်လို့လားထင်တာပေါ့ကွာမင်းကအရန် bright ဖြစ်တာကိုမင်းနာဝရိယစိုက်ပြီးကြိုးစားမယ်ဆိုရင်မင်းဂုံဒူးတွေအများကြီးထွက်လာမှာသူကျွန်တော်ကိုလှမ်းကြည့်တယ်ကျွန်တော်ဆယ်တန်းကြနေရနှစ်နှစ်ရှိနေပြီနော်မင်းကမင်းကိုမင်းမယုံလို့ပါကွာကိုကတော့မင်းကိုယုံတယ်မင်းရဲ့စာဖတ်အားရဲ့ကြိုးစားခြင်းနဲ့စိတ်တွေရဲ့ဝရိယစိုက်ထုတ်မယ်ဆိုရင်မင်းရဲ့မြမစာမှာတော့ဂုံဒူးထွက်နိုင်ခြင်းအများဆုံးရှိရတကယ်လားတကယ်ပေါ့ကွာ အကယ်၍မင်းသာဒီနေ့ဆယ်တန်းစာမေးပွဲကိုဂုံတူးပါမယ်ဆိုရင်ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့စာအုပ်တွေနဲ့ဆရာမကျူရဲ့စာအုပ်တွေကိုမင်းအတွက်စုချမယ်ဘလို့လဲမင်းကိုနဲ့ challenge လုပ်ရဲလားဘာလို့မလုပ်ရဲရမှာလဲလုပ်ရဲတယ်โอเคလေဒါဆိုစိန်လိုက်တာပေါ့